PSG ရဲ့အကြိုက်ကစားသမား Marcus Rashford ဖြစ်ခဲ့ဘူးတယ် Joshua Zirkzee ဒီအထလေးလုံးနဲ့ဥပင်အမော်ရင်မကြိုက်ဘူးဗျာအဓိကကတော့ကျွန်တော်ပြမအောင်သူနေချင်တဲ့တရင်ကတော့ Football Insider ကဖော်ပြထားတဲ့ PSG အသင်းက Marcus Rashford ကိုခေါ်ယူဖို့စိတ်ဝင်စားနေတဲ့သတင်းဖြစ်ပါတယ်။ဒါပြမအောင်ထွက်လာတဲ့သတင်းမဟုတ်ဘူး။ PSG သည် ဘာစတရာနဲ့အပြိုင်နောက်လာမဲ့ဘောလုံးရာသီမှာမာကတ်ရက်ရှ်ဖို့ကိုခေါ်ယူခြင်းနေတဲ့ဆိုတဲ့သတင်းတွေကလွန်ခဲ့တဲ့တလလောက်ကတည်းကထွက်ထားတာပါတကယ်တော့ PSG ရဲ့အကြိုက်ကစားသမားမာကတ်ရက်ရှ်ဖို့ဖြစ်ခဲ့ဘူးတယ်ရက်ရှ်ဖို့ယူနိုက်တက်နဲ့စာချုပ်တက်မတိုးခင်အချိန်တုန်းကလည်းရက်ရှ်ဖို့ကိုတကယ်ကြီးကန့်လန့်မှု PSG အသင်းကစ조사လှုပ်ဆောင်ခဲ့တာပါအခုသူတို့အသင်းကနေထွက်ခွာသွားတဲ့ Kylian Mbappe နေရာမှာအစားထိုးဖို့အတွက်ဖြစ်ကောင်းဖြစ်နိုင်တယ်ဒီအချိန်မှာလူငယ်ကစားသမားတွေရှိတယ်ဆိုပေမဲ့လည်း Marcus Rashford ကို PSG ကငကိုကလေးကစိတ်ဝင်စားတဲ့အတွက်ကြောင့်အဲ့ဒီစိတ်ဝင်စားမှုတည်လက်ရှိအချိန်ထိဆက်လက်စိတ်ဝင်စားမှု ရှိနေတယ်လို့ကျွန်တော်ယူဆပါတယ်။ဒါပေမဲ့ Marcus Rashford ကိုခေါ်ယူတဲ့နေရာမှာပြောင်းရွှေ့ကြီးတွေ short ချဖို့အတွက်သူတို့အတင်းရဲ့အသက်23နှစ်အရွယ်ပြင်သစ်တောင်ပံကစားသမား Bradley Barcola နဲ့အလဲလဲလှုပ်ဖို့သဘောတူညီမှုရရှိရန်မျှော်လင့်နေတယ်လို့လည်းဖော်ပြထားပါတယ်။ Barcola ကနည်းနည်း hype ခံထားတဲ့ပြင်သစ်ကစားသမားလို့ထင်တယ်။ စပ်ပေါ်စဉ်အချိန်ကာလတုန်းကလည်းဘာကူလာသည်စွမ်းဆောင်ရည်မြင့်တယ်ဆိုတာမှန်ပေမဲ့ဘာကူလာတဦးတယောက်တည်းကစားတတ်တဲ့ကစားသမား solo skill တွေ individual skill တွေအရင်ပြတယ်ဗျာအဲ့တို့ကြောင့် PSG မှာလက်ရှိအချိန်ထိ Disari Duwe ရိုးလောက်တောင်အဆင်မပြေသေးဘူး Duwe ဆိုရင်ပရိုတခွင့်တနေရာရပြီး Kvaratskhelia ဆိုရင်ဒါဘာပြော PSG အသင်းတို့ကအားကိုးနေရတဲ့အချိန်ဒီမှာဘာကူလာကတော့ PSG အသင်းစိတ်ကြိုက်ကစားသမားမဖြစ်သေးတာသိကြတယ် အဲ့တော့ဘာကူလာရဲ့အသက်အရွယ်ရာမာကတ်စ်ရက်ရှ်ဖို့ ਨੇ အလဲလဲလုံမယ်ဆိုရင်တော့လက်ခံလို့ရတဲ့အခြေအနေမျိုးမှာရှိတယ်။ဘာကူလာကအသက်23နှစ်ပဲရှိပါသေးတယ်။အဲ့ဒီအတွက်ကြောင့်နီးပြဟူပင်အမော်ရင်သာဘာကူလာကိုစိတ်ဝင်စားတယ်ဆိုရင် PSG ဖြစ်ချင်တဲ့မာကတ်စ်ရက်ရှ်ဖို့ဘာကူလာတို့ရဲ့အလဲထက်ကဖြစ်ကောင်းဖြစ်လာနိုင်တယ်။ဒါပေမဲ့ဒီသတင်းတွေဖြစ်နိုင်ချေရှိမရှိကျွန်တော်တို့တစ်ချက်ပြန်ပြီးတော့စဉ်းစားရပါလိမ့်မယ်။မာကတ်စ်ရက်ရှ်ဖို့ကဘာစလိုနာကအပြီးပိုင်ခေါ်ဖို့တောင်မသေးကြဘူး။ မာကတ်ရက်ဖိုးရဲ့ခြေသွမ်းမရအမြင့်ဆုံးအဆင့်ကိုရောက်ဖို့လိုအပ်ချက်တွေရှိနေသေးပေမဲ့လီဂူဝမ်လိုအဆင့်တန်းမျိုးမှာတော့အကောင်းဆုံးကစားနိုင်တဲ့အရေးချင်းမျိုးရှိပါတယ်။အဲဒါကြောင့်မာကတ်ရက်ဖိုးရဲ့လောကပမာဏသာ PSG အသင်းမှာညှိနှိုင်းပေးနိုင်မယ်ဆိုလို့က PSG ကမာကတ်ရက်ဖိုးကိုခေါ်ကောင်းခွန်နိုင်တယ်။ဒါပေမဲ့ရှင်ရတဲ့အသင်းကိုမာကတ်ရက်ဖိုးတယောက်ပြန်သွားဖို့ဆိုတာကျွန်တော်ကတော့လုံးဝမဖြစ်နိုင်တဲ့လောက်ညီပါ ရှိသွားပြီလို့ထင်တယ်။ဒါကလည်းဟူးပင်အမော်ရင်ကြောင့်ဖြစ်ပါတယ် အမော်ရင်သည်သူ့စိတ်ကြိုက်ကစားသမားတွေကိုပဲအသင်းမှာတဲလေးတဲထရှိတဲ့အတွက်ကြောင့်သူမကြိုက်တဲ့ကစားသမားကိုဘာမျက်နာပဲရှိနေရှိနေသူထောက်မှာမဟုတ်ဘူးဂျားထဲမှာလည်းဘရိုသတင်းတပုတ်ကြားလိုက်ရမှာပေါ့ကိုဘီမိန်းနူးကို तू ကမကြိုက်လို့မတုံးတာလို့ဒဲ့ပြောသွားတာဆိုတော့အငားချထားတဲ့ကစားသမားမကြိုက်လို့တခြားအသင်းကိုပို့ထားတဲ့ကစားသမားတယောက်အသင်းကိုပြန်ရောက်လာရင်မတုံးဖို့ဆိုတာပို့လို့တောင်များသေးတယ် အဲ့တော့နောက်လာမယ့်နွေရာသီပြောင်းရွှေ့ကာလရောက်ရင် Marcus Rashford အနေနဲ့ Barcelona အသင်းကိုပဲအပြီးသက်ပြောင်းရွှေ့သွားမလားအခုကောလာဟာလာတဲ့တွေထွက်နေတယ်လို့မျိုး PSG အသင်းကိုဘာကူလာနဲ့အလဲထက်လာဒါမှမဟုတ်အပြက်ပဲရောက်သွားမလားဆိုတာတစ်ချက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ဒီတစ်ခါဆက်လက်ဆွေးနွေးခြင်းနဲ့တင်းကတော့ Joshua Zagzi နဲ့ပတ်သက်တဲ့တင်းပဲဖြစ်ပါတယ် Carry Delo Sport ကပေါ်ပြထားတာပါ Roma အသင်းက Joshua Zagzi ကိုဇန်နဝါရီပြောင်းရွှေ့ကာလမှာအငှားနဲ့ခေါ်ယူဖို့ကန့်လန့်ခဲ့ပေမဲ့ အဲ့ဒီကနဦးကလန်းချက်ကို United တင်ဟာပယ်ချခဲ့တယ်လို့သိရပါတယ်နောက်ထပ်သတင်းတပုတ်ထဲမှာဆိုရင်ဒါ Metro ရဲ့ပေါ်ပြချက်ပေါ့နော် United က Zexio အဲ့ဒါလို့အငားတွေပါရင်လည်းအာယုံအနောက်မခံချင်ဘူးသူတို့ကအပြည့်ရောင်းချဖို့ပဲစိတ်ကူးရှိတယ် Joshua Zexio အပြည့်ရောင်းပြီးသွားရင်လည်းနောက်ထပ် investment လုပ်ဖို့သူတို့မှာအလုပ်ကိစ္စတွေရှိနေသေးတဲ့အတွက်ကြောင့်ရိုမာရဲ့ကနဦးအငားကမ်းလန်းမှုကိုပယ်ချလိုက်တယ်လို့ထင်ပါတယ်။ဇက်ဇီးဒီကစားသမားကောင်းတယောက်ဖြစ်ခဲ့တယ်ပေါ့နော်။ အီတလီစီးရီဘောလုံးလောကမှာတော့တောင်းပြီးမိခဲ့တည်းရဲဆိုလို့ကောင်းမွန်တဲ့ကစားသမားပါအဲ့အတွက်ကြောင့်လည်းအဲ့တန်ဂျီပေးပြီးတော့ယူနိုက်တက်ကိုခေါ်ခဲ့ရတယ်။ဒါပေမဲ့သူ့ရဲ့ကစားပုံကအရန်ကိုဒလေးဖြစ်တယ်။ပရီးမီးယားလိမှာဒလေးအဖြစ်လွန်သွားရင်အဆင်မပြေတော့ဘူး။အဲ့တော့ဂျိုရှူအဇက်စီးဒီအထလေးလွန်းနဲ့ပွဲစဉ်တိုင်းခြေသွမ်းပြဖို့ဆိုတာတိတ်အဆင်မပြေဘူး။ဥပင်အမော်ရီ second chance ပေးတဲ့ပွဲ penalty တဲ့ပွဲပေါ့နော်ခြေသွမ်းပြတယ်ဒါပေမဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲမှာဂျိုရှူအဇက်စီးကထုံးစံနိုင်မယ်။ အဲ့တော့လူသားပြောင်းလဲလိုက်ရတယ်ပေါ့ဆိုတော့ဂျိုရှယ်ဆက်စီရဲ့အနာဂတ်ကလည်း United မှာမသေးကြဘူးဟူပင်အမော်ရင်မကြိုက်ဘူးဗျာအဓိကကတော့အဲ့တော့ဟူပင်အမော်ရင်စိတ်ကြိုက်အထောင်တိုက်စစ်မှုနောက်ထပ်တယောက်ဘန်ဂျမင်ရှက်ရှ်ကိုမဟုတ်တော့နောက်ထပ်တယောက်ဇက်စီးနေရာမှာတည်ပေးမဲ့နောက်ထပ်တယောက်ကို United တို့ရှာဖွေဖို့လိုတယ် Ramos Wylan ကအလားချထားတဲ့အပြတ်ဝဲဖို့အခြေအနေရှိမရှိတစ်ချက်လဲစောင့်ကြည့်ရမယ်ဆိုတဲ့အနေအထားမျိုးမှာ United တို့ဒီတိုက်စစ်ပိုင်းအတွက် ိုက်စစ်မှုတယောက်ကိုတော့လိုးလိုတယ်ဇက်ဇီယိုဝိုင်လန်ကိုအတင်းကနေထွက်ခွာသွားမယ်ဆိုရင်ဘန်ဂျမင်ရှက်ရှ်ကိုတယောက်ထဲနဲ့ဘာမှလုပ်လို့မရအောင်မာတီးယက်စကူညာကိုရှစ်တင်ဆော့တာတို့မေဆင်မောင်းကိုနံပါတ်9နေရာမှာတင်ဆော့တာတို့ဆိုတာရန်ဖန်ရန်ခါပဲရမယ်ရေရှည်ကြရင်တကယ်အမြဲတမ်းအတုံးဝင်နိုင်တဲ့စင်မြိုင်တိုက်စစ်မှုတယောက်ကိုခေါ်ဖို့လိုအပ်ပါတယ်အဲ့တော့ United တို့ရဲ့ပြန်လည်တိဆောက်စေကာလာကနီးပြအပြောင်းလဲတွေအောက်မှာအမြဲတမ်းမုံလုံးစက်ကူကတ်တယ်လို့ပြန်ဖြစ်နေတာကတော့အနည်းငယ်စိတ်ပြတ်ဖို့ကောင်းတယ် နီးပြတိုင်းကလည်းခေါင်းမှကြားတယ်အရင်နီးပြအဆက်ဆက်ခေါ်ထားတဲ့ကစားသမားတွေကိုမကြိုက်လို့နောက်ထပ်ကစားသမားတွေခေါ်တယ်အဲ့ဒီနောက်ထပ်ကစားသမားတွေကပုံ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 လာပြီးတော့အဲ့ဒီခေါ်ထားတဲ့နီးပြမတော်တဆအထုတ်ခံလိုက်ရရင်နောက်နီးပြအစ်စ်ကအဲ့ကစားသမားတွေကိုမကြိုက်ရင်တိုင်နေပတ်နေတာပါဆိုတော့ဟူပေအမော်ရင်ကိုကြိုက်တီရှိတော့မကြိုက်တီရှိတော့အသင်းမှာဆက်ပြီးတော့အချိန်ပေးရဖို့ရှိတယ်အချိန်မပေးဘူးဆိုရင်လေသူတည်တဲ့အတဲကြီးတစ်ခု squad တစ်ခုကိုနောက်နီးပြတယောက်ကကြိုက်ဖို့ဆိုတာသိပြီးအဆင်မပြေပါဘူးခင်ဗျာ ဟုတ်ကဲ့ကျွန်တော်ညကိုဘောလုံးမကစားခြင်းနဲ့ဆိုရင်တော့ Super Senior Bebop C မှာ Ivan Kushiku ငါးတလုံး miss နဲ့မောင်း၅၆တို့ကိုမမသိပို့သူချင်းများစွာနဲ့ယုံကြည်စွာကစားလို့ရပါတယ်အသေးသေးသိခြင်းနဲ့ဆိုရင်တော့ဘဘနံပါတ်39 89 96 440မှာဆက်သွယ်ဆုံးသမ်းမေးမြန်းလို့ရပါတယ်ခင်ဗျာဒီတစ်ခါဆက်လက်ဆွေးနွေးခြင်းတဲ့တင်ကတော့ Kobe Mainu နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ် Daily Mail ကဖော်ပြထားတာပါအသက်20ရွယ်အင်္ဂလန်ကွင်းလယ်ကစားသမား Kobe Mainu ကဇန်နဝါရီကာလမှာ United အနေနဲ့အငားနဲ့ထွက်မယ်ဆိုရင် အနည်းဆုံးကလပ်သင်း12ခုကိုရွေးချယ်သွားမှာဖြစ်တယ်လို့ဖော်ပြထားရပဲဖြစ်ပါတယ်။ main ကိုလိုချင်နေတဲ့ကလပ်တွေကတော့ဒါသိကြတဲ့အနည်းဆုံး12ခုပဲ။ဒီထက်ပိုပြီးတော့များဖို့ပဲရှိတယ်။အသက်က20ရွယ်ပဲရှိသေးတဲ့ကစားသမား potential ကလည်းအမြင့်ကြီး။ဒီလိုပလေယာမျိုးကအမော်ရင်နဲ့အဆင်မပြေလို့သာယူနိုက်တက်မှာပေါ်တခွင့်မရဘူးဆိုပေမဲ့တခြားအသင်းတစ်သင်းကိုပြောင်းလိုက်လို့ကတော့ပိုကောင်းလာဖို့ပဲရှိတယ်။သူ့ကိုသဘောကျတဲ့နီးပြားတယောက် သူ့ကိုနေရာပေးမယ်ဆိုရင်ကိုပီမိန်းနူးဖြစ်လာနိုင်စရာအများကြီးရှိရနော်မိန်းနူးဆိုတာကအလကားနေထိုင်နာမည်ကြီးလာတာမဟုတ်ဘူးတကယ်ကိုရေသွေးကောင်းတွေရှိတဲ့ chart တယောက်ပါနီးပြနဲ့လက်တလောအစင်မပြေဖြစ်နေတဲ့အတွက်ကြောင့်သာသူ့ရဲ့ကစားသမားဘဝတက်လန်းကထင်သလောက်မတက်ပဲရက်တက်နေတာလည်းဖြစ်ပါတယ်အခုသူ့ကိုခေါ်ကြည့်နေတဲ့ club တွေကတော့အများကြီးပဲ La Liga club တွေလည်းပါတယ်လို့ကျွန်တော်အီတလီ Serie A club တွေလည်းပါတယ် Premier League club တွေလည်းပါတယ်ယူနိုက်တက်အနေနဲ့ဘယ်သေးကိုငားချမလဲပဲတစ်ချက်ကြည့်ရမယ် ်မင်းတို့ကတော့လက်ရှိအချိန်ထိလည်းယူနိုက်တက်တင်းနဲ့စာချုပ်သက်တမ်းမတိုးရသေးဘူးအဲ့တော့အငားခေါ်ယူတဲ့နောက်ွယ်မှာဘာတွေရှိမလဲယာတီကုံကြရင် obligation ထဲမှာလားဒါမှမဟုတ်ယူနိုက်တက်တင်းကမင်းတို့ဒီတရားဒီလောက်ပဲအငားချလိုက်တဲ့ပုံစံမျိုးလားဆိုတာတိတိကျကျတော့မသိရသေးဘူးသို့တော့ကစားသမားနဲ့နီးပြချားမှာတော့တင်းမာတစ်ထက်တင်းမာမှုတွေရှိလာပြီးအဲ့တော့ကျယူနိုက်တက်တင်းတာဝန်ရှိတဲ့သူတွေအနေနဲ့အလီဂျန်နရယ်ဂါနာချိုလိုမျိုးပဲမယောင်းကျင်ပင်မဲ့ကိုဘီမိန်နူးကို မဖြစ်မနေနီးပြကြောင်ရောင်းရတဲ့ပုံစံမျိုးတွေကြုံတွေ့လာနိုင်ပါတယ်ခင်ဗျဟုတ်ကဲ့နောက်ဆုံးသတင်းချင်တဲ့သတင်းကတော့ Football Insider ကဖော်ပြထားတဲ့ Elliot Anderson နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ် Main တို့တို့ဥကားတေးတို့တန့်လို့ဖတ်သွားမယ်ဆိုရင်ကွင်းလယ်မှာကစားသမားအနည်းဆုံး၂ယောက်၃ယောက်လောက်ကိုအစားထိုးရတော့မယ်ဒီချိန်မှာ United တို့စိတ်ဝင်စားနေတဲ့ Northern Forest ကွင်းလယ်ကစားသမား Elliot Anderson ကိုနောက်လာမဲ့နေရာဒီမှာ Northern Forest ကရောင်းမယ်ဆိုရင်ပေါင်တန်းတရာဈေးနှုန်းကိုတိုးမြင့်တောင်းဆိုပွဲရှိတယ်လို့သိရပါတယ် ခါလေးကြရင်လည်းအဲ့ဒီကစားသမားတွေရဲ့တန်ကြီးတွေကကျွန်တော်တို့တော်တော်စိတ်ပြက်စေတယ်ဗျ။ Ilio Anderson ကစားသမားကောင်းတယောက်ဆိုတော့လက်ခံတယ်။လက်ရှိအချိန်ကာလာပေါကြီးကပေါင်တန်း50လောက်တော့ရှိမယ်။တိုးတော့ပေါင်တန်းတရာဆိုတာကြီးကဗျာဈေးကွက်ကြီးဖြက်စီးနေတယ်လို့ပဲပေါ့။အဲ့တော့ United လိုလိုချင်းချင်းရှိပြီမဲ့လေပေါင်တန်းတရာဆိုရင်တော့ Ineos ကလုံးဝလုံးဝခေါ်မှာမဟုတ်ပါဘူး။ ီဘောလုံးရာသီမှာလဲယူနိုက်တက်တို့ခေါ်ခဲ့တဲ့ပြောင်းရွှေ့ရေးသည့်ပေါင်တန်း60-80ပတ်ချာလဲဝင်းကျင်တွေကိုပဲအမြင့်ဆုံးဈေးအဖြစ်သတ်မှတ်ပြီးခေါ်ခဲ့တဲ့အတွက်ကြောင့်စံချိန်တွေငွေကြေးသုံးစွဲမှုဖြစ်တဲ့ပေါင်တန်းတရာကတော့မဖြစ်နိုင်တော့ဘူးလို့ကျွန်တော်ယူဆတယ်။ဒါပေမဲ့အသင်းရဲ့ကွင်းလှယ်ပိုင်းကမဖြစ်မနေလိုအပ်ချက်တွေရှိနေတဲ့အတွက်ဒီဘိုင်းနာနေတဲ့အပိုင်းကို highlight လုပ်ပြီးတော့အသင်းအသင်းကဈေးတောင်းဆိုမယ်ဆိုရင်တော့တောင်းဆိုလို့ရတဲ့အနေထားပေါ့နော်။အဲ့တို့ကြောင့်တချို့တော့အတွင်းရေးတွေကအသင်းမှာပဲ keep ထားတာကောင်းတယ်ဗျာ။ ပုတ်ပြီးတော့ပေါ်သွားတဲ့အခါကျရင်ဈေးနှုန်းတွေမဟာရီယာပွာလာနိုင်တယ်လို့ကိုယ့်အသင်းကရောင်းမဲ့ကစားသမားတွေကိုလည်းဈေးနှိမ်ပြီးခေါ်လာနိုင်တဲ့အခြေအနေမျိုးတွေကြုံတွေ့လာနိုင်ပါကြောင်းသုံးသက်ဆွေးနွေးတဲ့ဗီဒီယိုလေးဒီမှာနားခွင့်ပြုပါအဆုံးထိကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ